အဲ့ဒီမေတ္တာထားတဲ့အခါကိုမေတ္တာထားတဲ့အုပ်စုဟာတဏှီတည်းမဖြစ်နိုင်ဘူးကိုကကောင်းကျိုးလိုလားပေမဲ့ဆိုးချိုးနဲ့ကျုံနေတဲ့ပုံကိုရှိတယ်ပေါ့ကိုကကောင်းစားစေခြင်းနဲ့သူကမကောင်းစားဘူးကိုကချမ်းသာစေခြင်းနဲ့သူကဒုက္ခရောက်နေတယ်ဒီလိုဖြစ်တဲ့အခါကျတော့နောက်ထပ်စိတ်နေသဘောထားတစ်ခုကပါလဲလို့ဆိုရင်အကျင့်နာတရားနဲ့ ဒုက္ခရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီဒုက္ခရောက်နေတာတွေကလွံ့မြောက်စေခြင်းတဲ့သဘောဟာကရုဏာလို့ခေါ်တာပဲဒါလည်းမုံမြတ်တဲ့စိတ်ဓာတ်တစ်ခုပဲကိုလှုပ်ပေးနိုင်တာလှုပ်မပေးနိုင်တာနဲ့မဆိုင်ဘူးသူကလှုပ်ပေးခြင်းတဲ့သဘောဆင်းရဲဒုက္ခကလွတ်စေခြင်းနဲ့ဆန္ဒရှိဖို့ရအရေးကြီးတယ်ပေါ့ဒါကရုဏာရဲ့သဘောတချို့ကြတော့ဒုက္ခရောက်မှပို့ပြီးတော့တွန်းလွတ်တယ် ပမာသကားမှာအခုပြောနေကြတယ်လို့အဆင်းကိုဘိန်းတက်လွတ်တာမျိုးတယ်။နော်။အချွန်နဲ့မတာတို့ဒီလိုတစ်ဖက်သားကိုဒုက္ခရောက်စေချင်တာရောက်ချင်တာကိုမြင်နေမြင်ချင်တာတွေကဒါတွေကမမွန်မြတ်တဲ့စိတ်တွေဟာလူတွေထဲမှာလည်းရှိနေတာပေါ့။အဲဒါကြောင့်မို့လို့အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေကိုမဖြစ်စေဘဲနဲ့ကိုယ်နဲ့နှိမ့်ချပြီးတော့အချင်းနေ ဟိုအခက်ခဲကြုံနေတဲ့ပုံကိုယ်တွေဆိုလို့ရှင်ကိုကကျင်နာထားပြီးတော့ဝိုင်းဝန်းဖေးမှကုညီနိုင်ရမယ်ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ကိုကအကျိုးစီးပွားလိုလားလို့မေတ္တာထားတဲ့ပုံကိုယ်တွေဟာတချို့ပုံကိုယ်ကြတော့ကိုထင်နာတဲ့ကြီးပွားသွားတာကိုရထားတဲ့အဆင့်နဲ့ပုံမြင့်သွားလို့ရှင်လူတွေမှာဘာဖြစ်ပြန်တော့ဆိုအကျိုးစီးပွားလိုလားတဲ့ စိတ်ဟာပြက်ပြားသွားပြီးငါရဲတာသွားပြီးဆိုပြီးတော့ jealousy ဖြစ်ပြန်မမွန်မြတ်တဲ့စိတ်တခုပေါ်လာပြန်တယ်ပေါ့အိတ်တာလို့ခေါ်တယ်အဲ့ဒီ jealousy ဆိုတဲ့အိတ်တာကိုလဲချိုးနှိမ်ပြစ်ပြီးတော့ဝန်တာနိုင်ရမယ်တဲ့ကိုယ့်ရဲ့တာသွားတဲ့ပုဂ္ဂိုလ်ကိုလဲဝန်တာနိုင်ရမယ်ဟောဝန်တာနိုင်တာ appreciative join လို့ခေါ် စာနာတယ်ကိုကျင်းစာပြီးတော့ဝမ်းသာနိုင်တယ်အဲ့ဒီဟာကိုမုဒိတာလို့ခေါ်တာဝမ်းမြောက်မှုဒါလည်းအလွန်မွန်မြတ်တဲ့စိတ်ဓာတ်တစ်ခုပဲလို့ဒါတွေကလက်ချင်ပြီးတော့ယူရမယ့်အရာတွေပေါ့ကိုယ်စိတ်ထဲမှာဒါတွေမဖြစ်ဖြစ်အောင်လက်ချင်တော့နောက်ဆုံးတစ်ခုကြတော့လူတွေမှာမေတ္တာထားတဲ့ကိုကနေပြီးတော့အကျိုးစီးပွားကို လိုလားတယ် အဲ့ဒီကျိုးစီးပွားလိုလားတဲ့ပုံကိုယ်တွေကအခက်ခဲကြုံနေတဲ့ပုံကိုယ်တွေအခက်ခဲကနေဖေးမှ ကုညီပေးနိုင်တယ်။ตัดသွားတဲ့ပုံကိုယ်တွေကိုဝန်တာနိုင်တယ်လို့ဆိုပေမဲ့လို့နောက်ထပ်မွန်မြတ်တဲ့စိတ်တစ်ခုလိုလက်လိုနေသေးတယ်။လူတွေမှာဘာဖြစ်တတ်တော့ဆိုကိုကကုညီလိုက်လို့အောင်မြင်သွားရင်ဝန်တာမှုအပြင်ဘာဖြစ်လာတော့ဆိုအနည်းဆုံးကျေးဇူးတင်ခံခြင်းနဲ့ဆိုတဲ့စိတ်ကလာပြန်တယ်အဲ့ဒါ။နော် ကျေးဇူးတင်ခံခြင်း ਨੇ ငါလှုပ်ပေးလိုက်လို့အောင်မြင်သွားတာကျေးဇူးမတင်ဘူးဆိုရင်မချစ်နှက်ခြင်းအဲ့တော့ကျေးဇူးတင်ခံခြင်း ਨੇ သူစီကတုံ့ပြန်လာတာကိုရခြင်းလာတယ်ဆိုအဲ့ဒါကြတော့ဥပိ္ခာဆိုတဲ့မွန်မြတ်တဲ့စိတ်ကင်းမဲ့သွားရရောက်တယ်ပေါ့ကိုလှုပ်ပေးလို့အောင်မြင်ရင်ဒါရင်ဟာအပိတ္တသွားပြီကိုလှုပ်တာကသူ့အတွက်လှုပ်တာကိုယ့်အတွက်လှုပ်တာမဟုတ်အဲ့တော့ကိုယ့်အတွက်ကိုပြန်စင်းစားနေခြင်းဒီမမွန်မြတ်တဲ့စိတ်ဓာတ်တစ်ခုပဲတဲ့ ိုတွက်မစင်စားတော့ဘူးမွန်မြတ်တဲ့စိတ်ဓာတ်နဲ့ကိုတွက်လုံးဝမစင်စားပဲနဲ့တဖက်သားရဲ့အကျိုးကို ဆောင်ရွက်ပေးနိုင်တာကိုဥပိ္ပခာလို့ခေါ်တယ်မတက်လို့မခေါ်မပြောနေတာ ဥပိ္ပခာမဟုတ်ဘူးနော်အဲ့တော့ဥပိ္ပခာဆိုတဲ့သဘောတရားကပို့ပြီးတော့မွန်မြတ်သွားတယ်ဒီတရား၄မျိုးဟာလူသားတွေရဲ့နှလုံးသားထဲမှာ ရှိနေရတယ် ကိုယ်တဏ္ဍာမှာမရှိသေးရင်ရှိအောင်ကြိုးစားပြီးတော့တည်ဆောက်ကြ